ားအလုံးမဲမင်္ဂလာပါဗျာဆိုင်းနဲ့တရင်ထလာမှာပြန်လဲကြိုးစိုးလိုက်ပါတယ်ခဗျာခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်ကြတော့ပေါကူတော်မှာပလောင်လန်းနဲ့ကိုင်းနဲ့ PDF တွေအကြောင်းပြောလာတဲ့ရုပ်သံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါတယ်ခဗျာဒရိုင်မှာပေါကူတော်ခွန်ကြီးဟာပလောင်လန်းနဲ့ကိုင်းနဲ့ PDF တွေရဲ့အကြောင်းတွေကိုဘာတွေဘလို့ပြောဆိုနေသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတုံးတက်ဝေးဖာပေးကြပါအောင်ခဗျာအားလုံးကိုလည်းဆိုင်းနဲ့တရင်ထလာမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခဗျာနင်္ဂလာပါနင်္ဂလာပါဗျ ဒီနေ့က30ရက်ဆယ်လပိုင်း2025ဖြစ်ပါလေကြာတိုင်းတိုင်းအခင်းချင်းရဲ့ချမ်းဖက်တီရဲ့အခင်းချင်းရဲ့လောရက်တီကတော့ PDF တွေတောင်းတော့တကယ်ရအခုစင်းကပြောပြရပါ PDF တွေဆိုတာကတော့ထိုးကျွခံရုံပဲတက်တဲ့အတုံးချခံရုံပဲတက်တဲ့ဆိုတာကတော့ငကိုကလေးကလည်းဦးစင်းကပြောတာပြောထားပြီးသားပါကြတော့ PDF ကိုလို့ AI ကလည်းအတုံးချမယ် AI ကလည်းအတုံးချမယ် ရင်နေရာလဲအထုတ်ချမယ်ဒါဥစဉ်ငကိုကလေးကဒါပြောနေကြပြောပြစကားပါနော်အဥစဉ်ရဲ့ဟာလေးကိုပြန်ကြည့်လို့လည်းရပါတယ်ဒီစကားကိုလည်းဥစဉ်ကခဏခဏပြောပါတယ်ဒီဘလောင်တည်းတယ်ဘလောင်နဲ့ပတ်သက်ပြီးလဲ PDF နဲ့ပတ်သက်ပြီးလဲဥစဉ်ကပြောတာပဲဟုတ်လားပြောတယ်နော်အမျိုးမျိုးပြောခဲ့တယ် PDF ဒီအဲ့တော့ PDF ဒီတတိယရှိအမြင်မှန်ရတော့ဟုတ်လားမင်းတို့ကိုဘာဖြစ်မယ်ညာဖြစ်မယ်ဒီနေ့အောင်မယ် online ကြီးပဲနေ့ပြီးဆုံးမယ်ဆိုတာကပြောနေတဲ့သူတွေကကြည်လွေရနိုင်ငံကနေလို့နော်သူတို့ထိုင်းလို့နိုင်ငံကနေအော်စီလို့နိုင်ငံကနေအမေရိကန်လို့နိုင်ငံက အမေရိကန်လိုနိုင်ငံတို့ကတော့မဟုတ်လို့ဟောင်းရင်းနဲ့ဟောင်းလို့မရတော့ပါဘူးနော်ဟုတ်ဂျပန်နိုင်ငံမှာမလေးရှားနဲ့ဂျပန်နိုင်ငံကတော့ဒေါ်လာထွက်လာသွားတယ်သွားတဲ့အခါမှာအဲ့ဒီမှာဂျပန်ကဆန်းသားပြတယ်ဟိုကရှီလီယံကပြီးဒါပဲဆိုတော့မုံတန်ဘူးတော့မပြဘူးပေါ့ဗျာရှီလီယံဖုတ်လေတော့မအောင်ဘူးဆိုတော့ပုံတန်ဘူးနဲ့ဂရုစိုက်ပေါ့ဗျာနော်အဲ့တော့မြန်မာအရေးနဲ့ပတ်သက်ပြီးတော့ဒေါ်လာထွက်လာဘာတို့ခွင့်မပြောမသွားတော့ဘာလဲနိုင်ငံရေးရခင်ဗျာနော်နိုင်ငံရေးရကာကြောကြီးရဲ့ရိုင်းသမတာကြီးရဲ့ပန်းနိုင်မှုပဲနော်အာဆီယံထိပ်သီးစည်းဘုရမတက်လို့ဘုရမဖိတ်လို့မတက်ဘူးပါညာရှောက်ပြောတာနော် တရုတ်လည်းမသွားဘူးရုရှားလည်းမသွားဘူးမြန်မာလည်းမသွားဘူးဒါလည်းနိုင်ငံရေးရဲ့ပန်းတန်မှုပဲနော်နိုင်ငံရေးပန်းတန်မှုပဲဖိတ်တယ်များသွားအောင်တွေ့လာတယ်များလူနဲ့တွေ့တော့အစင်းမပဲပြေလားဗျာနော်ကိုနိုင်ငံရဲ့အကြောင်းကိုနိုင်ငံရဲ့ကိုနဲ့ပဲဆိုင်တွေ့လို့ရှိရင်မေးရင်ဖြေနေရအောင်မယ်တောက်ဆိုတာရှိရင်လိုက်ရောစရာရှိရင်လိုက်ရောရအောင်မယ်ဟုတ်လားလိုက်ရောစရာရှိရင်လိုက်ရောနေအောင်မယ်ဒါလည်းဦးစင်းတို့သဘောပေါက်နားလဲဖို့လိုတယ်အဲ့တော့မသွားတော့အမေးလည်းမခံရဘူးလိုက်ရောစရာရှိရင်လည်းမလိုက်ရောအောင်နိုင်ငံရေးပန်းတန်မှုဆိုအဲ့ဒါပဲ နိုင်ငံရေးပါလားအဲ့တဖက်ရဲ့ဘက်ကတော့အမျိုးမျိုးခေါင်းကြတော့ဗျာအမျိုးမျိုးခေါင်းကြတယ်အကြကြီးရစီစီကိုထိန်းချုပ်သွားတယ်ဗာဖြစ်တယ်ညာဖြစ်တယ်ဖိတ်လို့တော့တော့တော့ဘာထူးမှာလဲဘာတော့ဘာထူးမှာလဲဘာလေကျိုးတွေရပါလဲဟမ်မလာလို့ဖိတ်တာတကူးတကလာဖိတ်တာမလာလို့စိတ်မကောင်းဖြစ်နေတယ်တဲ့ဒါလေးလေးထည့်ပြောကြအောင်ကြလားဟာပါဒါတော့ဒီလိုရေးပဲပြောမယ်ဘယ်လိုရရည်ဒီလိုရေးမှာခင်ဗျားတို့ပြန်တိုက်မှာပဲဘယ်လောက်မှရောက်တဲ့နေရာကနေဒုလို့ထားနေဒုလို့နေရာကိုနောက်ဆုံးသွားမယ်တဲ့နောက်မဆုံးလို့ကလည်းမရဘူးလေဗျာနောက်မဆုံးလို့ကလည်း နားမစော်ရင်လည်းဘလောင်ကမျိုးသုံးတော့ပါဘလောင်ကမျိုးသုံးတော့ပါနော်ဘလောင်ကမျိုးသုံးတော့ပါအကုန်လုံးဘလောင်ကိုဟိုကလည်းဆိုပါဒီကလည်းဆိုပါနော်ဘလောင်ကမျိုးသုံးတော့ပါဒါပေမဲ့ရုံရတဲ့ထဲမှာလက်နဲ့ကြိုက်တိုက်ဖက်တယ်ရုံရတဲ့ထဲမှာတော့မပါဘူးရုံရတဲ့ထဲမှာတော့မပါဘူးဘာပြောပြောပါဒါနဲ့ငင်းကြိုက်ရေးဆိုတော့ဒါအကောင်းဆုံးပါပဲငင်းကြိုက်ရေးရှိမှတက်ခတ်မှုတွေရက်စဲမှပြည်သူပြည်သူတွေရဲ့ဘဝတွေကစိတ်ချမ်းသာမှုရှိမယ်ကောင်းပြောင်းအေးရမယ် တိုင်းပြည်ရဲ့ဖွေလို့တိုးတက်မယ်။မငြိမ်းလဲမငြိမ်းချဘူးပြစ်ခတ်မှုလဲမရဆဲဘူးဆိုရင်တော့တိုင်းပြည်လည်းမဖွံ့ဖြိုးတယ်လို့ဂျီလိုတွေလည်းကောင်းပြောင်းအေးရမှာမဟုတ်ဘူး။ဖွံ့ဖြိုးမှုလည်းရှိမှာမဟုတ်ဘူး။တိုင်းပြည်လည်းငြိမ်းချမှာမဟုတ်ဘူး။ငြိမ်းချမှာမဟုတ်ဘူး။အဲ့တော့ဘလောင်တွေကတော့တို့ရဲ့ရှိတဲ့နေရာပေါ့ဗျာဌာနနေရာကိုနောက်တဲ့နေရာပြောက်ခွနောက်ဆုံးပဲပေါ့နောက်မဆိုရင်လည်းမလွယ်ဘူးလေမလွယ်ဘူးအပြစ်ခံရဆဲပေးမယ်ပေါ့အပြစ်ခံရဆဲတာပဲရှိရနော် ရင်ရင်ရင်လက်မှတ်ထိုးရတာပေါ့။ရင်ရင်ရင်စကားပြောရတာပေါ့။ဒါလည်းတကြီးဆိုင်ဖို့တော့လိုတာပေါ့။သူကြီးတွေကပုံပြီးမှပန်းနာပါလေ။ဦးစင်းတို့သုံးတော့ပါဦးစင်းတို့ဆရာသမားတို့ရဲ့စကားတိုင်းပဲသုံးပြောပေါ့။တဏှာလေးတစ်ခုဦးစင်းကဝင်ပြောလိုက်တော့ဆရာသမားကဘာပြောရလဲဆိုတော့မင်းကလေးတွေတည်တယ်ဆိုတာလူကြီးတွေကိုမမီသေးပါဘူးကွာတဲ့။လူကြီးတွေကိုမမီသေးဘူးပေါ့နော်။ကလေးတွေတည်တယ်ဆိုတာဒါပြန်နာတခုဆိုတော့ရက်ကလည်းဒါပဲဦးသိမနာအဲ့တော့ဝင်ပြောလို့လက်ခံလိုက်မှပါမယ်။နောက်နိုင်ခွဲလောက်ကျတော့ဟုတ်တယ်။ဘုန်းကြီးပြောတယ်ဩဒီလိုကဒီလိုဒါကြောင့် ကလေးတွေတည်ရဆိုလူကြီးတွေမမေ့သေးဘူးဆိုတဲ့စကားဘုန်းကြီးကဒါကြောင့်ပြောတာကိုဦးဇင်းတို့ကပြန်တွေးရတယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့တည်ရဆိုတာဒါကြီးတို့တော့မမေ့သေးပါဘူးနော်ဦးဇင်းတို့လည်းတုံးတက်တာပေါ့ဗျဦးဇင်းတို့ကတုံးတက်တာကြာကျူးချင်းဖြစ်ပါတယ်လက်နဲ့ကင်ကြက်ဖတီထဲမှာအေးနဲ့ပလောင်ဟာသိုးသိုးဆိုတဲ့စကားဦးဇင်းပြောခဲ့ပါတယ်နော်အဲ့တော့ PDF ကဘာလို့မလဲ PDF ကအေးနဲ့ပဲသွားပြီးကူပေါက်ပါလားဘယ်လိုနဲ့ပေါက်ပါလဲ KIA လည်းဒုံနီးပြီးသွားပါပဲ တရားရင်လည်းဒုတိယလူသားပဲလာလိုက်မယ်နော်ကျွန်တော်တို့အပြစ်ခံရဆဲပြပါကျွန်တော်တို့အပြစ်ခံလို့ပဲဆိုနော်တေယုတ်တို့ဘောမလာမကြိုက်ဘူးမကြိုက်ဘူးလို့ပြောတေယုတ်ဘောကိုသွားပါမှာသွားပါမှာတေယုတ်ဘောကိုသွားပါကြပါဒါရီယာအချို့ကတော့တွေ့မှာပေါ့အာငင်းကြိုင်းတဲ့အပြစ်ခံမရဆဲနေအောင်မလုံးနဲ့အောင်ဘာလို့များတော့ sorry ရဲ့ဒီကောင်းနေဘယ်လောက်နေဘယ်လောက်လက်တော်တော်ကြီးပြုတ်ပြုတ်နေပါ යි ဘလောင်နေလဲတော်တော်ကြီးမျိုးပြုတ်နေပါပြီနော်မျိုးပြုတ်နေပါဆိုတော့ဘလောင်လူမျိုးတွေကောင်းစားရတယ်ဘလောင်နေကစာမဏေပြည်ပြတ်တည်များတယ်တိုင်းနာထဲမှာဆိုအဲပါနတ်ထားပိုးအိုးတွေရမ်းပါနတ်တယ်ရမ်းတော့ပိုးအိုးတွေဟုတ်ကဲ့တော့ပုံမှန်လေးလေးပြောရအောင်တိုင်းနာစီလုံးညွှန်ညွှန်မှုတိုင်းနာတွေစီလုံးမယ်ကိုတိုင်းနာဟုတ်လားတိုင်းနာညွှန်ညွှန်မှု အဲ့လိုဒိုင်ယနာကုမြန်မာနိုင်ငံကြီးရည်ရွယ်နေပြီစီးလုံးနေပြီဆိုလို့ရှိရယ်ဘယ်နိုင်ငံမှလည်းစော်ကားရတော့ဘယ်နိုင်ငံမှလည်းအထင်မတည်ရတော့မစီးလည်းမစုမငြိမ်ရွယ်မဲ့နဲ့တာဘုံကျော်တို့လိုတဘိုးတဲ့ဓမ္မသွားတယ်၊ဘွေမော်တို့လိုတဘိုးတဲ့ဓမ္မသွားတယ်၊သွေးမြိုင်တို့လိုတဘိုးတဲ့ဓမ္မသွားတယ်လို့သူတို့မိသားစုသူတို့ရဲ့တဘိုးတဲ့ကောင်းစားရေးကြည့်နေမယ်ဆိုရင်တော့တစ်ချိန်ပြင်းနေရေးလည်းနေကြမှာမဟုတ်ဘလောင်ကတော့ဘလောင်မရှိဘူးဘလောင်ကတော့ရတယ်ပဲရှမ်းနေကိုလူပေါ့ရတာပဲရှမ်းနေကိုလူပေါ့ရတယ်တခိုင်ပြင်းနေရေးလည်းအေးကြမှာမဟုတ်နော် ဒါလေးလည်းပြည်သူများအားလုံးသဘောပေါက်စေချင်ပါလေဗျ။ငင်းကြိုင်းကိုဦးစင်းတို့အရန်လိုလာပါလေဗျ။နောက်တစ်ခုကဟုတ်လားနေတို့တို့မြင်းမြတ်တို့နေဝင်းတို့အားလုံးလည်းခေတ္တမိုင်းကိုထုံးဆိုင်ပြီဆိုတော့တကယ်ကြည်ူတွေကိုအမှုပညာနဲ့ အတ္တိတရားရှိအောင်ပေါ့ဗျာအနုပညာနဲ့အတ္တိတရားမြင်ပါအောင်ပြည်သူတွေအတ္တိတရားမြင်ပါအောင်ပြည်သူတွေရွေးကောက်ပွဲမှာဆရာထက်တန်လာပါဝင်လာဒါတကယ်တစ်ချိန်ကလူတို့တွေဘာပဲဖြစ်ဖြစ်ပဲလိုပဲဖြစ်ဖြစ်ဒီချိန်မှာဒီတရားရှိလို့သူစကားလေးတွေပေါ့ဗျာဒါကြိုက်တယ်ပေါ့ဗျာနော်အဲ့ဒါကိုဘုံတိုင်းတို့မိုက်တီတို့ တော်မင်သာနော်တော်ကြိုက်ပေါ့တော်မင်သာတော်ဝင်းထွေးတို့ဟိုတက်မွေမြင့်တို့လင်မယားကြံနေတဲ့ထိုင်းနိုင်ငံမှာပြန်လာလေးရောမကြအောင်ပြောရရင်တော့မခွဲခြားနဲ့ပေါ့ဗျာနော်တက်မွေယောက်ျားတို့တော်တော်ဆိုတော့ကြောဝင်းထွေးပိုက်တီဒါကလုံးတီပဲအုံတိုင်းဖားစီထားတယ်နော်အားလုံးလည်းတွေ့ရမှာဖြစ်ပါတယ်ဒါတိုင်းပြည်ကိုဖျက်လို့ဖျက်စီးလုပ်တဲ့လူတွေပဲရွေးကောက်ပွဲဖြစ်မှရွေးကောက်ပွဲကြီးအအောင်မြင်မြင်ပြီးဆုံးမှတိုင်းပြည်ရဲ့အေးရမှငြိမ်းချမ်းမှဆိုတာသမင်းစားတဲ့20 လို့တော့ဆရာနာရှင်ကိုမကြိုက်ဘူးလက်မခံဘူးအမှန်တူတူဆရာနာနဲ့ဘောမာတာဘောဒီဆရာနာရှင်ဘောတူတူပြောတဲ့အာနာရှင်ဘောကထားပါတိတ်တခိုင်မြဲတော့တူတူလေပို့ပြီးမှလိုလားလိုလားတဲ့ဟုတ်လားပို့ပြီးမှတူတူရေရှည်အာနာဒီထိတော့တူတူအရန်လိုလားတဲ့အရန်လိုခြင်းဒီပါလို့ဘာဖြစ်လို့လဲဒါမှတူတူခွက်ခေါလို့ကောင်းပါလေခွက်ခေါလို့ကောင်းပါအမှန်တကယ်ဘောမာနေတာကအပြေပါဟာလေဟောင်စီရောအုပ်စုတိုင်းမီဟောင်စီရောအုပ်စုခွက်ခေါတိုင်းမီငိမ့်ကြသွားမှအေးကြသွားမှတူတူလို့တေလောက်အောင်ကြောက်တယ် 鱼告粿你吃不了，我最冇我晓的。大家预告粿我干过你家得来，比较新鲜的，人家嘛、收入，烟家嘛、收入，这的没批到嘛、收入，大家预告粿我那一代干过，还有每年每年一姜不每年一姜多少一烟多少喏，那边苏工屋里一万块钱，卤的看不比如的你你也吃啦。大家预告粿我你们不走呢，你肉皮把青菜皮嘛，干过你的知道我上万呢比如面阿龙最最起码的呀，阿龙打包的呀。 အကြံကုန်တော့ဂလုံးစားချက်ဆိုလိုလိုပဲမိနေရအကျန်းဖယ်များရဲ့ကျုံမှာကန်းကုန်မှုကိုပထမဦးဆုံးဆိုတော့သူအပြင်ပြောတော့မှာဖြစ်ပါရဲ့နော်ပထမဦးဆုံးဆိုတော့ဒီနေ့စကိုင်းတိုင်းဆွေဘုံမြို့နယ်တဲ့ကတောင်မြောင်းနော်ကျွန်တော်နဲ့ဆင်ခုပေါ့နော်မြေကုတရပေါ့နော်ဒီဒီကနေ့တရားကိုပေါ့နော်ကျောင်းတော်နဲ့ဆင်ကူမြို့ကူတရားကိုတဲ့ဂျန္နာတိန်ကြီးတရားကို29ရက်နေ့နနေ့ဆရဏာကြီး29 PDM 28မိနစ်ပီဒီအမ်များမှာမိုင်းခွဲပြီးမှချိုးဖြက်လိုက်ပါလေနော်ချိုးဖြက်လိုက်ပါလေနော်အဲဒီမဲ့အာဘီလေးအလယ်မှာတိုးကြပျက်စီးသွားတယ်လို့ဦးဇင်းတို့ဒါခိုင်လုံတဲ့တရင်ကိုရရှိထားပါလေဗျာနော်ဒါဘာဖြစ်လို့ဒီတရားကိုချိုးလိုက်ထားလဲဆိုဒီတရားကြီးကပြည်သူတွေအများတူငါသွားတဲ့တရားကြီးဖြစ်တယ်နော်ဒါစင်ကူတို့ဒါစင်ကူမြကူတရားပေါ့ဗျာနော်ဒါရရနာတိန်ကြီးတရားဆိုတာကတော့ဒါရွှေဘိုးတို့ကြောင်းကြောင်းတို့ဒီတရားကိုအကုန်လုံးမှအမီပြပြပြည်သူတွေကသွားလာလို့ကြားတယ်အဲ့ဒါကိုည28မိနစ်မှာ ဗီဒီယိုအကျန်းဖက်များနဲ့เนาะမမဒါဖြက်စီသွားတယ်ပေါ့ထိုးဖြက်သွားတယ်ပေါ့เนาะအကျန်းဖက်အုပ်စုကနေပြီးမှဘာကြောင့်ဖြက်စီသွားလဲဆိုတော့ဖြက်ရရှင်းရှင်းလေးပါအခုဆိုရင်သခိုင်းတိုင်းမှာမော်လိုက်တော့အကုန်လုံးတော်တော်များများကြီးစစ်တပ်ကဒါတရားခိုင်တော့အုပ်အုပ်ချုပ်တလိုက်တရားခိုင်တော့ဥစီသွားတရားခိုင်တော့အုပ်ချုပ်ပြီးသွားပြီပေါ့ဗျာเนาะအုပ်ချုပ်ပြီးသွားပြီအဲ့တော့ဒီဇက်တိုက်ပဲသခိုင်းတိုင်းတိုက်မှုကြီးဟာဒီဒီရက်ထဲမှာဇက်တိုက်ဆိုလို့ရဲ့သူစစ်ကိုအကုန်လုံးတော့ဒီဟိုအိုင်းနဲ့သူစစ်ဆင်းနေတယ်ပေါ့သူစစ်ဆင်းတော့ဒါခြေနေမကောင်းတော့ဘူး ဒီဘက်ကိုကြောင်ပြောင်းလို့ကြောင်ပြောင်းနဲ့ရွှေဘူရွှေဘူတို့ဆိုလို့ရှိရင်လန်ဒရာဖြတ်သွားဖို့ဖြတ်လာဖို့ဆိုရင်တော့တို့တို့ကဒီဘက်ကိုပြန်အဲ့ဘက်ကိုမကူးလိုက်မကူးလို့လာလို့မရအောင်အခက်အခဲတွေ့အောင်ဆိုပြီးဒါဒရာကိုဖြတ်စည်းလိုက်တာပဲဒါတော့ဒီဒရာဖြတ်စည်းဘာကိုပြောချင်တာလဲဆိုရင်ပြည်သူအတွေ့ပြည်သူကာကွယ်ရေးပြည်သူလုံခြုံရေးဆိုတဲ့ PDF တမိကအကြမ်းဖက်အုပ်စုတွေကပြည်သူတွားလာနေတဲ့ဒရာကိုဖြတ်စည်းလိုက်တော့တတ်မတော်ပါပဲထိခိုက်သွားမှာလားပြည်သူတွေပဲထိခိုက်သွားမှာလားပြည်သူတွေပဲနေတာသွားမှာလားဆိုပြည်သူများလည်းကိုယ့်အကူလာစဉ်းစားဖို့ရနော် ရာတယ်28ရက်နေရာလဲထိုနေ့လူတော်ပါပဲเนาะဖြေဖို့ကြောင်းကြောင်းညောင်းအများလူကသွားတဲ့ကားလန်းဘုံပေါက်တကားကိုလဲ28ရက်နေ့7နိုင်29เนาะ7နိုင်25မိနစ်ပေါ့ဗျာ20နိုင်အဲ့ချိန်တော့ကလဲ29 29ရက်28ရက်နေရာပဲပြောရပါမယ်เนาะဒါ28ရက်နေရာလဲမိုင်းခွဲပြီးမှဖြည့်စီသွားတယ်ချိုးဖြတ်ခံလိုက်ရတယ်ပေါ့เนาะ ဲ့တော့ဒီ PDI အကြမ်းဖက်တွေကဆုတ်လို့ရှိရင်အေးစစ်စစ်မဆုတ်ဖဲနဲ့ဒါအများစုကပြည်သူတွေကိုသွားတဲ့လမ်းတွေကိုပဲတရားတွေကိုပဲဒီလိုမိုင်းခွဲပြီးဖျက်ဆီးတဲ့ဆိုတော့ဘာရွက်ကြလဲတရားကိုဖျက်ဆီးလိုက်တာနဲ့သူတို့တော့ဘာကောင်းကျိုးပြုသွားမှာလဲပြည်သူတွေဒါပြည်သူတွေဘယ်လောက်နဲ့နာလဲဆိုတော့လည်းသူတို့မတွေးတော့ဘူးလားဒါလေးကိုလည်းနော်ဒီသခိုင်းတိုင်းထဲမှာရှိတဲ့ရွှေဘုံနယ်ထဲမှာရှိတဲ့ကြောင်ကြောင်နယ်ထဲမှာရှိတဲ့စင်ကူးနယ်ထဲမှာရှိတဲ့အကြက်ဖက်နဲ့ရောနေတဲ့ပြည်သူများအားလုံးဒါလေးကိုလည်းသိစေချင်ပါတယ်ဗျာနော် ုနေသူသွားပဲညကဒါတော့သခိုင်းကောင်းမှုတော့အနီးတဝိုက်မှာညမိုးချုပ်ခန်းဒီမှာအနေငယ်တစ်ဖက်ထိတွေ့မှုဖြစ်တယ်လို့ဦးစင်းတို့ကြားသိရတယ်။ဒါလည်းသခိုင်းတိုင်းထဲမှာထိတွေ့မှုဖြစ်တယ်လို့ကြားသိရတယ်။နော်။အဲ့ဒါဒီသခိုင်းကောင်းမှုတော်ရဲ့ဘက်ကြောင်းနေပါဆိုလို့ရှိရင်လိုက်ရှင်းလိုက်ရင်ပြည်ရက်ကပြောက်သွားပြန်ပြီ။ပြောက်သွားပြန်ပြီ။မရှင်းလို့၄ရက်လောက်ညင်သွားပြန်ပြီဆိုရင်ဒီပြရိုက်မှာလာလာပြီးမှပြစ်ထားလို့လာလာပြီးမှချိန်ချောက်ထားလို့ဦးစင်းတို့ကြားသိရတဲ့တည်င်းကတော့ဟုတ်မဟုတ်မသိပြင်တယ်လေ။ 80ရာခိုင်နှုန်းကတော့တေးကြတယ်ထွေအုပ်တယောက်ကိုဖမ်းဆီးသွားတယ်လို့ကြားသိရတယ်နော်ထွေအုပ်တယောက်ကိုခေါ်ဆောင်သွားတယ်လို့ကြားသိရတယ်ဒါသကိုင်းမျိုးပါသကိုင်းမျိုးပါနော်အဲသကိုင်းမျိုးရဲ့ပတ်ပတ်လဲအနည်းတော့နော်ထိရောက်သွားဇက်တိုက်လဲထိရောက်သွားလဲရှင်းလင်းနေရအခုတရက်နေ့ရဲ့အတွင်းမှာပဲဒါထိထိရောက်ရောက်တော့ရှင်းတော့ရှင်းလင်းနေရဒါပေမဲ့သူတို့ကကြမ်းမှကြိုက်ထားဘူးဗျနော်ကြမ်းမှကြိုက်ထားဘူးအဲ့တော့ကြမ်းဖက်နဲ့ အလိုတူအလိုပါနေတဲ့လူတွေလည်းရှိတယ်နော်လက်မတော်လာရင်ပြည်သူလှုပ်လိုက်တယ်လက်မတော်ကပြန်သွားလို့ရှိရင်အကြမ်းဖက်နဲ့ပူပေါင်းလိုက်တယ်အကြမ်းဖက်ကိုတရင်ပေးတယ်အနည်းအဲ့အနည်းတစ်ဝိုက်တွေမှာချုပ်ရွာတွေရှိတယ်အဲ့ဒီဟာတွေတရင်ကိုတိတိကျကျခိုင်ခိုင်လုံလုံနဲ့ထိရောက်စွာလှုပ်ဆောင်ဖို့လိုအပ်တယ်လို့သိရပါတယ်နော်သခိုင်းကတော့နာမည်ကြီးဒါရကြီးနော်သခိုင်းကတော့ဖမ်းတယ်ဖမ်းပြီလို့ရှိရင်ဟုတ်လားအဲ့ထွေးဥဆွဲခံရတော့ထွေးဥလည်းတဘောပေါက်ပြီဗျာနော်ဗီဒီယိုကတော့ဟုတ်လားတဘောပေါက်ပေါ့ဗျာနော်ခင်ဗျားတို့ကလက်နေမဲ့ထွေးဥဆိုတာလက်နေမဲ့နော်လက်နေမရှိဘူး အလဲလဲမဲ့တွေပါလေဆို PDF ကတော့ကြည့်နေမှာမဟုတ်ဘူးเนาะဝင်နှဆိုတာနဲ့ PDF ကအကြမ်းဖက်ကကြိတ်မှာပဲเนาะအဲ့တော့ခင်ဗျပတ်တာစာတွေနဲ့ပြည်သူစစ်တွေနဲ့ပြည်သူစစ်တွေနဲ့ဒွေရုပ်တွေနဲ့သခိုင်းမြို့မှာတကယ်ဌာနပေါင်းဝင်ပါဝင်နှရှင်းလေမန္တလေးမြို့ရောက်လာတဲ့အတိုင်းမှုတီမန္တလေးမြို့ရောက်ပြီဆိုကြတဲ့ကိုအရေးရှိရှိလို့ရောက်လာတဲ့အတိုင်းမှုများတယ်เนาะဘမောကနေကြောင်းလာတယ်အဲ့တော့ပြည်သူစစ်တွေကိုလည်းဒီချိန်မှာပြည်သူစစ်တွေကတော့တိတ်စစ်မတရားရသေးဘူးနားနေရတာကြာပြီပေါ့ဗျာနားနေရတာကြာပြီ အဲ့နားရရတဲ့ကြတော့စီဝဲမှာတော့ပြည်သူစစ်တွေကိုစနစ်တကျစည်ရင်ကောက်ပြီးမှစနစ်တကျသူ့နယ်မြေသူ့စစ်နယ်မြေနဲ့သူ့နယ်မြေနဲ့သူစီမံခွဲခွဲဖို့ဒါလှုပ်ဆောင်နေတယ်လို့လည်းဦးလင်းတို့ကကြားနေရတယ်ဝမ်းသာပါတယ်။ဘာပြောလို့ရောက်ရောက်ဒါပြောရရင်တော့ဒီလိုလှုပ်ချင်းအပြင်ဒီတိုင်းမျိုးကြီးဒီပြည်သူစစ်တွေပြည်သူစစ်အားလုံးဒီဒါမရရတကြောတို့ဒီမရရအနည်းတော့အကုန်လုံးမှာအတက်တွေနဲ့ချွေးတွေနဲ့ရင်းခဲ့ရတယ်ဆိုတော့လည်းတိုင်းမျိုးကဒါအတိအမှတ်ပြုလိုက်တာပဲ။မင်းလေးပြည်သူစစ်တွေကဒီလိုစစ်တိုက်ခဲ့ရတယ်ဆိုတော့လည်းတိုင်းမျိုးဒီတိတဲ့အတွက်ကြောင့်စနစ်တကျဒါ စီမံပြီးမှစနစ်တကျလုပ်လိုက်တယ်လို့တွေ့တာအဲ့တော့ဥဒေအကြံပြုကျင်တာကတော့နော်ပေါ့ကတော့ဘာမှတော့မဟုတ်ပါဘူးဒါအကြံပြုခြင်းဖြစ်ပါတယ်ဗျာနော်ပြည်သူစစ်တွေမန္တလေးမှာအများကြီးရှိပါတယ်အဲ့တော့အလုံးလုံးတဲ့ပြည်သူစစ်လည်းရှိလို့အလုံးမလုံးတဲ့ပြည်သူစစ်လည်းရှိတယ်အဲ့တော့ရှေ့တန်းမှာလည်းဒီဆက်ရှေ့ကိုတိုးတိုးပြီးမှပြည်သူစစ်တွေနဲ့တပ်မတော်သားတွေပူးပေါင်းပြီးမှနော်ဒီငကွာလုံးကြုံရေးထားတဲ့နေရာတွေကိုမထားတော့ဘဲနဲ့ရှစ်မှာတစ်စင်းတစ်စင်းပြီးတစ်စင်းတစ်စင်းပြီးတစ်စင်းတို့တို့ခိုင်းမှာတို့ခိုင်းမှုလိုအပ်တယ်เนาะတို့ခိုင်းမှုလိုအပ်တယ် ဘာလို့လဲတစင်းရှစ်တက်သွားတာပဲကောင်းပါရဲ့နော်ဒီတိုက်ရိုက်ခိုင်းရင်မှာဒါခုံးကြီးနေနဲ့ပြောစရာတော့မလိုအောင်တိုင်းမှုကြီးဒီဒါတိုင်းမှုကြီးရဲ့ကောင်းတယ်မှာအချမ်းဖက်နှိမ့်နှင်းရုပ်ကိုပဲစဉ်းစားနေတယ်ဆိုတာလဲဒါဦးစင်းတို့ကတီးပြီးသားပါတိုင်းမှုကြီးကိုယ်တိုင်လည်းအချမ်းဖက်တွေကိုချိန်မုန်းခဲ့တယ်အချမ်းဖက်တွေကိုထိရောက်စွာလုတ်ခဲ့တယ်အဲ့လိုလုတ်ခဲ့တဲ့အရေးချင်းရှိလို့ပဲနိုင်ငံတော်ကတိုင်းမှုနေရာကိုခန့်လိုက်တယ်လို့ပဲဒါဦးစင်းတို့ကတရားခိုင်ဆုံးယုံကြည်ခြင်းဖြစ်ပါတယ်ဒါတော့ဘာဖြစ်လို့လဲဆိုတော့ဒီလုံယုံရေးတာဝန်မှာထမ်းဆောင်ရတယ်ဒီတိုင်းမှာထမ်းဆောင်ရတယ်ဆိုရင်ပြည်သူစစ်တွေက နည်းနည်းပော့သွားမှာဆိုလို့ပော့သွားမှာဆိုလို့အဲ့တော့တို့တွေငကိုကလေးကစစ်တိုက်ခြင်းလို့ပြည်သူစစ်လုပ်တဲ့ဟာရှိတယ်။တိုင်းမျိုးကာကွယ်ခြင်းလို့ပြည်သူစစ်လုပ်တာရှိတယ်။အဲ့တော့တိုင်းမျိုးကာကွယ်ပြည်သူစစ်လုပ်တာရှိတဲ့အတွက်ကြောင့်ရှေ့ကိုတစင်ပြီးတစင်ဒုခိုင်းတာအကောင်းဆုံးလို့ပဲဦးစင်းတော်ကတော့ဒါအကြံပြုခြင်းပါလေဗျာနော်။ဦးစင်းကတော့အကြံပြုခြင်းဖြစ်ပါလေဗျာနော်။ဒါဦးစင်းအကြံပြုချက်ဒီမှကျင်လဲမှမယ်။မှန်ကျင်လဲမှန်မယ်။အဲ့တော့အမအမကတော့လူကြီးတွေပဲဒါဆုံးဖြတ်ရမှာဖြစ်ပါလေဗျာနော်။ဒါလေးလည်းပြောခြင်းပါလေဗျာနော်။ဒါဒါလေးကပြည်သူစစ်တွေကိုလည်း ဟုတ်လားမှန်ရင်လည်းမှတဲ့အတိုင်းထီရောက်ဆိုတာအရေးကြီးမှဖြစ်တယ်လို့မှန်ရင်လည်းမှန်တဲ့အတိုင်းကာကွယ်ပေးဖို့ဟာကိုလည်းဒါအတိုင်းမူကြီးကိုဦးစင်းအနေနဲ့ဒါပေါ့ကတော့အနေနဲ့မေတ္တာရက်ခံခြင်းပါလေဗျာနော်မေတ္တာရက်ခံခြင်းပါလေဒါလေးလည်းတိုင်းမူကြီးမေတ္တာရက်ခံခြင်းဖြစ်တဲ့အခုရွေးကောက်ပွဲကလည်းနီးလာပြီဆိုတော့ရွေးကောက်ပွဲကာလမှာရွေးကောက်ပွဲကိုဒါဒါအမျိုးမျိုးဖြတ်မဲ့သူတွေလည်းရှိတယ်အနောက်ရှက်ပေးမဲ့သူလည်းရှိတယ်တချို့ဆိုလို့ရှိရင်ရွေးကောက်ပွဲကာလကြီးမှာဒီနေ့ဖြတ်တော်ဖြတ်နေလို့ထင်တယ်ညလော်စပီကာနဲ့អော်တယ်တဲ့အစိုးရကြတဲ့လူတွေလောက်ကြပါလားဘာဖြစ်လို့ရွေးကောက်ပွဲကာလကြီးမှာလောက်ကြဒါပြည်ကြီးတကွင်းစောင်းကတော့ကြကွယ်အင်ဂျီ400လောက်ရှိတယ် အဲ့တော့ရွေးကောက်ပွဲအချိန်ကျမှရွေးကောက်ပွဲစီအိုရေးကာလရောက်ခါကျမှဒီလော်ဆပီကာနဲ့မနေ့က28ရက်နေ့ညမှာမိုးချုပ်ပိုင်းဒီမှာအော်တယ်တဲ့ဒီအိမ်လေးကိုဖျက်ဆီးပြအိမ်လေးကိုဖျက်ရမယ်ဆိုကျူးဖျက်ရမယ်ပေါ့ဗျာနော်အဲ့တော့ဒီအိမ်လေးနေလာတာကလည်းနေပေါင်းတောင်သားဆိုတာရှိနေပြီနိုင်ငံတော်စီမံချက်နိုင်ငံတော်ရဲ့နိုင်ငံတော်ကတိတ်တယ်နိုင်ငံတော်စီမံချက်နဲ့လုပ်တယ်နိုင်ငံတော်ကတိတ်နေအောင်မှနိုင်ငံတော်ကအဲ့ဒီအိမ်လေးကိုအိမ်ငါးကတော့အိမ်လားကတော့ထိုက်တင်တယ်လူတင်းတို့ဒီမြစ်စိတ်တွေမှာခြိုက်တန်ဆန်တို့အော်မီတာဆန်တို့မောင်အောင်မျိုးတို့မြစ်စိတ်တွေမှာအေးတစ်ချက်ဖြစ်ခဲ့တော့ဟာ အင်းဒီဟိုရောကြီးတွေပေးခဲ့တယ်နေရာတွေပေးခဲ့တယ်အခုဇောင်းကတော့မှလည်းဒီပုဂ္ဂလိကခရိုနီတစ်သေးတူအတွက်နဲ့ဒီရွေးကောက်ပွဲကာလကြီးမှာဒီအင်းဒီဖျက်ရမယ်ဖျက်သိမ်းရမယ်ဆိုတော့ဒါဖျက်ကောင်ဖျက်ပြီးလို့ဦးစင်းကထင်ပါလေဗျာနော်အဲ့တော့မြောင်များဆိုနေပေါင်းမြန်မာဆိုတချို့လဲဝဲနေလာဝဲနေလာတာဝဲနေကြရတာမော်ဘဲနဲ့ဒီညာနေလို့မရအောင်နော်အခုမှဒီလိုရွေးကောက်ပွဲကာလကြီးမှာအချိန်ကိုက်ဖျက်တယ်ဆိုတော့အချိန်ကိုက်အင်းဒီကိုဖျက်ခိုင်းတယ်ဆိုတော့အချိန်ကိုက်ဒီဟာရောက်တယ်ဆိုတော့ဘာတော်လဲလို့မေးခွန်းထုတ်ရမယ်အချိန်ဖြစ်ပါတယ်အဲ့တော့မေတ္တာရခိုင်နေတယ် ရုပ်ောက်ဝဲပြီးမှနီဥပဒေနဲ့လူလွတ်တော်မှာအစိုးတင်လွှဲပြီးမှဒီအိနေကိုခင်ဗျားတို့မလုံတင်ဘူးလားလို့ဦးစင်းကတော့အကြံပြုချင်ပါတယ်ဗျာဒါတော့အကြံပြုချင်းဖြစ်ပါတယ်ဒကာကြီးတို့ဥပဒေကိုဒကာကြီးတို့ရဲ့လောက်ရက်ကိုခရိုနီတွေရဲ့ဝင်မြတရားနိုင်ဆိုလိုပေါ့ဗျာနော်အဲ့ခရိုနီကအဲ့နေအောင်နေလဲမနေဘူးရောက်လဲမရောက်ဘူးဗျာတောင်သူတွေရဲ့အဲ့အချိန်ကအလားတူတောင်သူတွေရဲ့လေယာဉ်တွေတောင်သူတွေရဲ့ဟာတွေနောက်ကြမှာသူတို့တွေဌာနဆိုင်ရာဘောင်းနဲ့အကုန်လုံးဝင်ပြီးဟာညာအကုန်လုံးလုတ်ပြီးမှ ခရံပုံစံမျိုးတွေလုပ်ပြီးမှလုပ်တဲ့ဟာဒါတွေကပြောစရာမလိုပါဘူးနော်အဲ့ဒီမှာခရံပေါက်တဲ့ဟာပေါက်တယ်မပေါက်တဲ့ဟာမပေါက်ဘူးဒါလိုကြီးမိုးကွက်ချမိုးရွာတယ်လို့ဖြစ်တဲ့အရာတွေဒါအဲ့ဒီဆိုရတဲ့ထက်ကဒါတွေကိုလုပ်ခဲ့တာဒီနှစ်တိချိန်တိဒါဒီဇလန်းနေရှုပ်လုံးဆိုတာကိုလည်းဒါဒီရွေးကောက်ပွဲကာလမှာရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတွေရောရွေးကောက်ပွဲဆိုင်ရာပါတီတွေပါတီပေါင်းစုံရောဒါရွေးကောက်ပွဲပြီးမှဒါတွေလုပ်ပါဆိုတာကိုမိတ္တရခန့်တင်တယ်လို့ဦးစရာပြောချင်ပါတယ်ဗျာနော်မြေကြီးတွေကွန်လွတ်တော်အမတ်တွေရောပေါ့ဗျာဝင်တိုင်းမဲ့အမတ်တွေအားလုံးရောဒါပြည်သူတွေကိုကာကွယ်ပေးပါလို့ပြောချင်ပါတယ်အားလုံးတော့ပါဗျာ